ားလုံးပဲမင်္ဂလာပါကျွန်တော်တို့နိုဝင်ဘာ16ရက်နေ့ကဘာနောက်ဆုံးတရီလူနဲ့ဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အထူးသဖြင့်ဒီကိစ္စကတော့လုံးဝ breaking news ပေါ့နော်တရင်အသစ်ဆက်ဆက်လေးဖြစ်နေတယ် UK ကဒုက္ခတွေတွင်ပြီးတော့ခလုံးမှုရှောက်တဲ့လူတွေကိုအကုန်လုံးပေချပြီးမှအိမ်ပြန်ပို့မယ်ဆိုတော့ policy အစ်စ်အပြောင်းအလဲတွေထွက်လာပါတယ် ဒီကိစ္စကိုကျွန်တော်တို့ဒီနေ့တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီကိစ္စကများသောအဖြစ်တော့ဒင်းမခ်ရှေမူဝါဒကို UK ကအတူယူကော်ပီလုပ်ထားတာပါဒင်းမခ်ကလည်းသူတို့ရဲ့လူဝင်မှုကြီးကြီးရဲ့ပတ်သက်ပြီးမှပဲလောဝကူတီချက်လာပြတဲ့ဘိုင်းမှာအော်မီမှုအများကြီးတွားတွေ့ခဲ့တယ်ပေါ့အခုက UK UK England ကလည်းဒီဒင်းမခ်ရဲ့ policy ကို အတူယူပြီးမှပဲ copy လုပ်လာတယ်။စဉ်းစားကြည့်ကွာဘုရားတို့ယူရိုပမှာဒုက္ခသည်တို့ဒီခလုံး asylum seeker လို့ပြောရမှာပေါ့နော်ခလုံးကရှောက်တဲ့လူတွေက friends တို့ german တို့မှာပဲပုံများလာတယ်။ Denmark တို့ Norway တို့မှာမရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ Denmark တို့ Norway တို့ကတော့လုံးဝကို special နဲ့တင်းကျပ်မှုလုပ်လာတယ်။အခု UK ကလည်း Denmark ရဲ့လူဝင်မှုအကြီးကျယ်ရေးကိုအားကျပြီးမှပဲ ကိုပီတော်လို့တာပါဒင်းမကလူပုံစာမျိုး UK ကလို့တော့ပါပေါ့ဆိုတော့ဒီကိစ္စအခုကျွန်တော်တို့ကျင်းနေတော့မှာဖြစ်ပါတယ်ဘယ်လူနီးနဲ့ UK မှာဒုက္ခတွေတွင်ဝင်လာကြရတာလဲစအတဖြစ်ပေါ့နော်ဟိုတနည်းအပြပြောရမယ်ဆိုတော့ဒါက golden ticket လို့ခေါ်ကြတယ်ဘာကြောင့် golden ticket လို့ခေါ်ကြတာလဲ asylum seeker ကို golden ticket လို့ခေါ်ကြတာဝေဖန်သုံးသက်ချက်လို့တဲ့လူကပေါ့နော် ဒီအဆိုင်လမ်းစစ်ကာရင်ဒုက္ခတွေကို UK မှာဝင်ရောက်လာတာက golden ticket ဆွေရောင် ticket လို့ပဲနာမည်ပေးပြီးမှခေါ်နေကြတယ်အဆိုင်အဆိုင်လမ်းစစ်ကာသမားတွေဘောနော်ကဲဒါဆိုတော့ကျွန်တော်ပထမအဆုံးအချူအချောင်းလေးတွေကိုအရင်ဆုံးဆွေးနွေးကြည့်အောင်ပါ UK မှာတရားမဝင်ပြောင်းရွှေ့နေထိုင်မှုတွေအများကြီးဒုမင်လာတယ်2020 2025 March လအထိမှာဘောနော် ခုလုံးခုလျှောက်ထားတဲ့လူတသိန်းနဲ့9000ကျော်ထိရှိလာတယ်17%ဒူးမင်လာတယ်စဉ်းစားကြည့် so UK မှာတရားမဝင်ပြောင်းရွှေ့လာတဲ့လူကိုရေလူရှမ်းလာတယ်ပေါ့အရန်ပြရှမ်းလာတယ်စဉ်းစားကြည့်ကွာဒီနှစ်သေးတော်မှာ16နှစ်ရခိုင်နှုန်းတူတက်လာတယ်ဒူးမင်လာတယ်အဲ့ဒါကို UK ကကြည့်ပြီးမှမဖြစ်တော့ဘူး ကျွန်တော်တို့ဒီတရားမဝင်ပြောင်းရွှေ့မှုတွေကိုလောကဆိုးရှားမှာဖြစ်မယ်ဆိုပြီးမှဥပရေချံဆွေးနွေးလာခဲ့တယ်။တစ်ဖက်မှာလည်းနိုင်ငံရေးဖြစ်အားတွေလည်းပုံများလာတယ်။လူဝင်မှုချင်းချက်လူဝင်မှုချင်းချက်ရေးကိုအလွန်တိကျစွာသဘောထားမလုပ်ချဘူးဆိုပြီးမှ UK မှာအခုဆိုတော့ Reform UK ဆိုတဲ့ပါတီရဲ့တော်တော်လေးနာမည်ကြီးလာတယ်။ UK မှာလည်း Reform Party လို့နာမည်ကြီးလာတယ်။ဒီ Reform Party က UK မှာလူဝင်မှုချင်းချက်ရေးကိုအဓိကထားပြီးမှ ဝေဖန်ထောက်ပြလာတယ်။ပြည်သူလူထုကလည်းအဲ့ဒါကိုအရင်သဘောကျလာတဲ့ခါကျတော့ reform party ကိုပြည်သူလူထုကသဘောတွင်ကျလာတယ်အားလုံးပေးလာတယ်လူကြိုက်မှုတွေမြင့်တက်လာတယ်ပေါ့ reform party ကပဲ UK ကိုကောင်းကောင်းလေးပုံပြန်ဖော်နိုင်မယ်ပြန် reform နိုင်မယ်ဆိုပြီးယုံကြည်နေကြတယ်အဲ့ဒါကြောင့်လည်းခုကဒီဒုက္ခတေရဲ့ခုလုံးမှုစနစ်ကြီးတွေကိုပြန်လည်ထိန်းချုပ်ဖို့ရတဲ့လက်ရှိအစုအယကလည်းလုတ်လာတယ်ပေါ့နော်ဆိုတော့ဒီ asylum seeker ဒုက္ခတွေတွင်ကိုဆွေရောင်လက်မှတ် golden ticket အဖြစ်ရတည်တယ်စူပြီးမှဝေဖန်နေကြတယ်ဆိုတရားမှုပြောင်းရွှေ့နေတဲ့သူများကိုဒီ golden ticket နဲ့ပဲဆွေးဆောင်နေကြတယ်ဆိုမှအခုလက်ရှိအချိန်နဲ့အစုရောက်ကိုလည်းအကောဒီအတိုက်ခံပါတီတွေကဝေဝေဖန်နေကြတာပေါ့နော်ဆိုတော့ဒီ golden ticket ဆိုတာပါလေကျွန်တော်တို့ကြည့်ကြည့်ရအောင် golden ticket ဘာကြောင့်ဒီဒုက္ခတွေကို golden ticket လို့ခေါ်တာလဲ British British တမားတွေကလည်းပြည်သူလူထုကဒုက္ခသည်တွေကို asylum seeker တွေကို golden ticket နဲ့ UK ကိုဝင်လာတဲ့ကောင်းတွေဆိုမှနာမည်ပေးထားတယ်။ဘာကြောင့် golden ticket ဆိုပြီးမှနာမည်ပေးခဲ့တာလဲဆိုတော့ကြည့်ကြအောင်။ So golden ticket ကဒီခုလုံးခုလျှောက်ထားပြီးဘီဆိုရင်တော့အောင်မြင်သွားတယ်ဆိုတော့လေ9နှစ်ကြာအမေရိကန်နေထိုင်နေထိုင်ခွင့်ရှိမယ်။ asylum seeker နဲ့ UK ကိုသွားပြီးမှလေခုလုံးခုစနစ်ကိုလျှောက်မယ်။ ဒါအောင်မင်းနေဆိုတော့ငါးနှစ်ကြာမှပဲ up to 5 years ခမရခ UK ရဲ့ PR ရသွားမယ်အမေရိကန်နေထိုင်ခွင့်ရှောက်ခွင့်ရလာတယ်ပြီးတော့အမေရိကန်နေထိုင်ခွင့်ရပြီးတဲ့နောက်ပိုင်းမှာ UK ရဲ့ citizenship ရလာတယ် UK ရဲ့ citizenship ကိုရှောက်နိုင်တာရှောက်နိုင်လာတယ်ပေါ့နော် so အချိန်တော်ရင်းလေးမှာ UK ရဲ့နိုင်ငံသားဖြစ်ခွင့်ရတယ်ပေါ့အဲ့ဒါကြောင့်ဒီလူရင်းကိုလာတဲ့လူရင်းက golden ticket ကိုင်ဆောင်ထားတဲ့လူတွေဖြစ်တယ်။ဆွေရောင်တစိတ်ကြီးကိုင်ထားတဲ့လူတွေဖြစ်တယ်ဆိုမှခေါ်နေကြတာပေါ့နော်သူတို့ကို။အတင်ပေါ်နဲ့လာပြီးမှဒီဆွေရောင် ticket ကြီးကိုလကားဆူရကအပေးတယ်ဆိုမှပြောနေကြတယ်။ဒါတော့မကဘူးဒီသူတို့က British မှာနေပြီးမှလေခွန်ခွန်းလျှောက်ထားတဲ့လူတွေကလေ British ဥပဒေအရသူတို့ကိုနေအင်္ဂလိပ်လကားပေးရတယ်။ကျမ်းမာရေးရှောင်ရှောင်မှုတွေလကားပေးရတယ်။ ငွေကြေးထောက်ပံ့မှုတွေအခမဲ့ပေးရတယ်စဉ်းစားကြည့်ခမား UK မှာသွားပြီးမှဒုက္ခတွေခုလုံခုလုံမဲ့ပြီးတော့ဒုက္ခတွေရှောက်မဲ့ခုလုံခုရှောက်မဲ့ပေါ့နော် Asylum 6ကနေ refugee ဆိုတာမတူဘူးနော်ဗျာတို့ဆိုတော့အရင်ဆုံး Asylum 6ကရှောက်မဲ့ refugee နဲ့တမတ်မဲ့အမေရနေထိုင်ခွင့်ပေးမယ်ဒီလူတွေအားလုံးကို UK မှာဝင်ဝင်ချင်း UK ကဘယ်လိုလုပ်ပေးလဲသိလားအင်း သူတို့နေဖို့ထိုင်ဖို့စားစွေအကုန်လုံးတာဝန်ယူပေးတယ်အင်္ဂအစတာဝန်ယူပေးတယ်ကျမကြီးကဆောင်ရှောက်မှုကစားငွေချေးကသူတို့ကိုမိရန်ထောက်ပံ့တယ် five star hotel တောင်မှသူတို့ကိုထားတယ်ဆူရက်ကလည်းအလကသူတို့ကလာရင်းနဲ့လက်ကားလေးနဲ့အကုန်လုံး UK ရဲ့နိုင်ငံသားတွေအကျူးခံစားခွင့်အကုန်လုံးသူတို့ရတယ်အဲဒါကြောင့်ဒီလိုတွေကို golden ticket golden ticket sorry golden ticket ကိုဆောင်ထားတဲ့လူတွေကခိုနေကြတာပေါ့ဒါတော့မကဘူး ဗြိတိရှ်မှာခုခုရပြီးသွားပြီဆိုရင်ဟောသူတို့နိုင်ငံမှာကြာရစ်ခဲ့တဲ့ဇနီးတွေခင်ပွင့်တွေမိသားစုတွေကလေးတွေကိုပြန်လည်ဆုံးစည်းခွန်း family reunion ဆိုပြီးမှသူတို့အမျိုးတွေကိုခေါ်လို့ရတယ်ဆိုတော့ဒီအချက်တွေအားလုံးကဗြိတိရှ်ရဲ့ဘီတူလူထုကမကြိုက်တော့ဘူး UK မှာတရားမဝင်ပြောင်းရွှေ့တဲ့လူတွေအပိရှိလာတယ်အထူးသဖြင့်မွတ်စလင်တွေကအများများလာတယ် UK မှာလည်း မွတ်စလင်တွေရများယူမွတ်စလင်တွေကြီးပဲခုတော့ပိုင်ပါလေဒါတော့မကဘူးအခု UK ရဲ့မြို့တော်ဝင်းတွင်ကလည်းအကုန်လုံးကမွတ်စလင်တွေကြီးပဲဖြစ်လာတယ်ဆိုမနစ်တနေ့က UK မှာဆန္ဒပြမှုကြီးကြီးမားမားထွက်လာတယ်ကျွန်တော်ဗီဒီယိုကလည်းတဆင့်ပြီးတဆင့်ပြမယ်ပေါ့နော် Okay တစ်ချက်လောက်အဲအဲ့တော့ကျွန်တော်တဆင့်ပြီးတဆင့်ပြပြီးမှပဲအာ တဆင်ပြီးတဆင်ပြပြီးမှပဲပူပြီးမှနားလေနားလေမဲ့ချင်းတယ်ပေါ့နော် alright တစ်ချက်လောက်ဆိုတော့အခုက UK အစိုးရကလည်းဒီဒီလိုမျိုးကြီးကိုဒီတိုင်းထားလို့မရတော့ဘူးစမ်းသပ်ပြတဲ့လူကအရမ်းများလာတဲ့ခါကျတော့လေလုံးဝဒီစစ်စာကြည့်ဒီမှာပြမယ် okay တစ်ချက်လောက်နော် okay ya yeah, မရှိကျွန်တော်ဗီဒီယိုပြမယ် ပထမဦးဆုံး UK မှာတရားမဝင်ပြောင်းရွှေ့တဲ့လူတွေကိုဘလူနီနဲ့ဝင်လာခဲ့ကြတာလေအရင်ဆုံးပြမယ်ကဲဂျာက UK မှာလွန်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်လသုံးလပဲရှိသေးတယ်ဒီကဒီကိစ္စကလေကြည့်ကြည့်ပါဦး a large group of people wanting to get to the UK but here there's no sign of the police there's organization in ဒီစားကြည့်နော် Chaos, people are instructed to join the boat in small groups so they don't overwhelm it. There's tension among those wanting to get on uh. board. As it sets off, there's a cheer. One man even takes a selfie, but it's dangerously overloaded. Down the beach, something else catches our eye. Well, shortly after we spotted that first boat depart, we spotted this second one, which skirted along the coast coming in. You came allowed to win pool later. Meno listens <laughs> at you. You came Ale, Luenga allowed to don't look you good. The Yamu in a win pool, a young leader. Demolition. Do I be our shallow? No. Thank you. Well, the 100 people boarded a small vessel and are attempting to make a crossing over. Yeah, that got all. ခင်ဗျားတို့တွေ့တဲ့အတိုင်းပါပဲ UK မှာအဲ့လိုမျိုးပေါ့ဝင်လာပြီးမှတရားမဝင်ပြောင်းရွှေ့တဲ့လူတွေကဝင်လာပြီးတဲ့နောက်ပိုင်းမှာ UK မှာမှုခင်းတွေများလာတယ်အဆူရဒုက္ခတွေကြုံတွေ့ရလာတယ်ပြီးသူလူထုတွေကလည်းကြုံတွေ့ကြုံတွေ့တဲ့ခက်ခဲတွေပုံများလာတယ်ဖြစ်နေတယ် အာနောက်ပိုင်းမှာဖြစ်သွားတယ်ဆိုတော့ UK မှာကြီးမားတဲ့အစံသပြအပွဲကြီးလွန်ခဲ့တဲ့နှစ်လကလုတ်လာကြတယ်ဟာဒါက UK စံသပြမှုနော်ကြည့်ဘယ်လောက်ထိလူများလဲကြည့်ပါဦးဘယ်လောက်ထိလူများလဲပေါ်တော့ကြည့်ပါဦးနော်အဲဆိုပီတူလူထုကမဖြစ်တော့ဘူးဆိုမှစံသပြတယ် the no, first no. at least 20 no, people yeah, oh, were injured in the United Kingdom march over the weekend, promoted by activist Tommy Robinson. Here's the latest from Sky News UK. This was the culmination. Mm. More than 100,000 people gathering to march in central London, a sea of flags. Unite the Kingdom was the all encompassing slogan, drawn widely enough to mean different things for different people. whether that was free speech or immigration okay ကျွန်တော်ပြောပြချင်တဲ့ point လေးကတော့ဒီစန္ဒပြပွဲကြီးကလွန်ခဲ့တဲ့နှစ်ပတ်ကဖြစ်တာเนาะကဲဘလူနီနဲ့ UK မှာတရားမဝင်ပြောင်းရွှေ့လာတဲ့လူတွေကိုဝင်လာခဲ့တယ်တင်ပေါ်နဲ့ဝင်လာတာခင်ဗျားတို့လည်းတွေ့ပြီးပြီအခု UK ရဲ့ပြည်သူလူထုကလည်းစန္ဒတွေဘလူပြလဲဆိုတော့ခင်ဗျားတို့ဒီကောင်းဆောင်ကဒီဒီဘေးတော်မီရော့ဘီဆန်ဆိုတဲ့လူကဒီလူဖြစ်နေတယ် Tommy Robinson က UK မှာလူငယ်ရင်းကြားထဲမှာရေးပန်းစားနေတဲ့နိုင်ငံရေးသမားဖြစ်နေတယ်။ Tommy Robinson ကဦးဆောင်ပြီးတဲ့နောက်ပိုင်းမှာ UK ရဲ့တနိုင်ငံလုံးလူထုအားလုံးထပြီးမှဆန္ဒရုံးပြလာတယ်။ Free speech နဲ့ပတ်သက်လာတဲ့ဒီတရားမဝင်ပြောင်းရွှေ့မှုနဲ့ပတ်သက်လာတဲ့ကိစ္စအကြီးကိုပြောလာဆန္ဒရုံးပြလာတယ်။ UK အကြောင်းလေ့လာတဲ့ကြည့်ရှုသူမိတ်ဆွေအားလုံးကတော့ UK ကဘာဖြစ်သွားပြီလဲခင်ဗျားတို့တီးပြီးသားဖြစ်နေကျွန်တော်များကြည့်မပြောတော့ဘူး UK is really fallen UK ကတကယ်ပြူလေးပြူကွေးသွားပြီပေါ့နော်ဒီမနေ့ Donald Trump ကလည်းဒီမှာဒီမှာရှိဒီမှာ Trump ဒီမနေ့ Trump ကလည်း UK ရဲ့သတင်းမီဒီယာက GB News ကအာအင်တာဗျူးလုပ်တယ်ပေါ့နော် Trump ကိုယ်တိုင်ကပြောတယ်ခမရတို့ UK နိုင်ငံကလည်းဖို့ခင်းတွေအများလုံးလို့လူတွေကဖင်နေထီတော့ people are step being their ass through your pinty don't about to can get out of super trump got ပြောထားတာ တော့အဲ့လောက်ထိတော့ဖြစ်သွားတာဆိုတော့ကဲဒါကဒီလိုဖြစ်သွားတယ်ပေါ့နော်ဟုတ်ပြီဘောဘင်းစ်ဘောဘင်းစ်တက်ဘစတေ့ချ်ကဲဒါဆိုတော့နော်နော်ဆို UK ရဲ့အပြောင်းအလဲပါလို့ဖြစ်လာတယ်ဆိုကြည့်ကြအောင်ဒါကဒီနေ့မှဖြစ်တဲ့သတင်းတွေကျွန်တော်ဒီဒီသတင်းတွေကနော်ဒီသတင်းတွေကဟောလုံခဲ့တဲ့နှစ်တွေလတွေကဘာလို့ဖြစ်ခဲ့လဲဆိုတာပြတယ်ပြီးတော့ဒီတရားမွေပြွှေ့

for asylum seekers because of the more generous terms offered to people if they come to the UK. So, akuga ဘယ်မှာပြောင်းရွှေ့သမားတွေက UK ကိုပဲ target ပြစ်မှတ်လုပ်ပြီးမှဝင်လာတယ်။ UK ကအဲ့လိုမျိုးသူတို့ကိုဖမ်းပြီးမှပြန်ပို့တာမျိုးမရှိဘူးလေ။ UK ကသူတို့အားလုံးကိုကျူစုပြီးမှအင်္ဂလိပ်လက္ခဏာပေးတယ်၊စေကူတာတွေလက္ခဏာပေးတယ်၊ငွေငွေကြေးထောက်ပံ့ဖို့ကိုပါလက္ခဏာပေးသေးတယ်ပေါ့။ These measures are partly inspired by Denmark, uh, which is also led by a centre left government, but where the tough measures they've introduced there have reduced the number of people applying for asylum there to the lowest number in 40 years. no, Denmark, yeah, UK got a copy of Lara. Babolo, let's <laughs> roll. Denmark, yeah. Experience at a toll legu, a tongue will Lara. Denmark, a long army, who she Lara. ဒင်းမကမကူတရားမဝင်ပြောင်းရွှေ့သမားတွေလုံးဝမရှိတော့ဘူးအစိုင်းလည်းမရှိကားလျှောက်တာတော့ပါအကုန်လုံးလျှော့ချသွားတယ်ဆလင်းစ်တာတွေမှာတိတိတသာကူလျှော့ချလာတယ်အဲ့တော့အခု UK ကတွေ့ပြီးမှကဲကျွန်တော်တို့ဒင်းမကကလည်းဒီလိုမျိုးအကျွန်တော်တို့ UK ကလည်းဒီလိုမျိုးလုံးမဖြစ်မဲ့ဒင်းမကလိုမျိုးလုံးမဖြစ်မဲ့ဆိုမှပြောလာတယ်ပေါ့နော်အဲ့ဒါကြောင့်လုံးလာတယ် Do you say the key measure there um is about no longer giving asylum seekers permanent rights to stay in the UK only... ဆိုတော့သူတို့က ်များသောအဖြစ်တော့ UK မှာအမေရိကန်နေထိုင်ဖို့ပေးမှာမဟုတ်တော့ဘူးဆိုမှပြောလာတယ် offering them permanent residency as long as there's still a dangerous situation in their home countries ဥပမာကွာဥပမာသူတို့ကထွက်ပြေးရတဲ့မိခင်နိုင်ငံတွေမှာကြောက်စာကောင်းသေးတယ်ပြန်လို့မရသေးဘူးဆိုတော့ဒီသူတို့ရဲ့နိုင်ငံမကောင်းမချင်းတော့ UK မှာနေထိုင်ခွင့်ပေးရင်ပေးမှာဒါမှမဟုတ်အဲ့ဒီမိခင်နိုင်ငံကိုကောင်းသွားပြီဆိုတော့အဲ့ဒီလူကအိမ်မှာပြန်ပြုရမယ် ဲ UK မှာအမေရိကန်နေထိုင်ခုပြေတော့မှာမဟုတ်ဘူးဆိုတဲ့သဘောပါ once their home countries are deemed to be safe then they'll be deported back home again ဆိုတော့ဆူလူရဲ့သဘောကကျွန်တော်ဥပမာပြောပြရမယ်ဆိုတော့ဆူလူရဲ့သဘောကအခုမြန်မာနိုင်ငံမှာနာမည်ကြီးနေတဲ့ DD ကျွန်တော်ကြားသလောက်ပေါ့နော် DD ဆိုတာလေ UK မှာ permanent visa ရှောက်နေတယ်ဆိုမှ तू ကလေ UK ရဲ့နိုင်ငံသားခံမိပြီပေါ့နောက်ဖြူဖြူအောင်ဆိုတာရှိသေးတယ်အဲ့ဒီဖြူဖြူအောင်အမျိုးသမီးကလေ UK မှာ ီ asylum seeker ရှောက်တယ်လို့ကျွန်တော်ကြားရတယ်ပေါ့နော်ဒုက္ခသည်ရှောက်တယ်လို့ကျွန်တော်ကြားရတယ်ပေါ့နော်ဥပမာပေါ့ဗျာအဲ့ဒီဖြူဖြူအောင်ကို UK ကအဲ့ဒီ policy ပြောင်းတာနဲ့ခိသွားမယ်ဆိုရင်စူပါစုကမြန်မာနိုင်ငံမကောင်းမချင်းတော့ဖြူဖြူအောင်ကို UK ကနေထိုင်ခွင့်ပေးမှာပါဒါပေမဲ့မြန်မာနိုင်ငံကောင်းသွားပြီဆိုတော့အဲ့ဒီဖြူဖြူအောင်ကိုမြန်မာနိုင်ငံမှာပြန်ပို့မှာပဲ UK ကစူလူရဲ့တဘောကဒါပေမဲ့ဒီဥပဒေကြမ်းကိုဘေချင်းအတီးပြုတ်မှာလဲ ဘေချင်ကစပြီးလှုပ်มาလဲဆိုတော့ကျွန်တော်မသိသေးဘူးပေါ့နော်တကယ်လို့များမနေ့ပြန်တစ်ဖက်ခါတော့มาစလှုပ်တော့မယ်ဆိုတော့ဖြူဖြူအောင်ကလွတ်ရင်လွတ်มาပေါ့ဗျာနော်ဆိုတော့ဖြူဖြူအောင်ကတော့ကျွန်တော်ထင်တယ် UK မှာ as a asylum seeker ရှောက်ရှောက်ပြီးပြီးနဲ့တူပါတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ policy နဲ့တော့ဆိုင်มาပေါ့ကျွန်တော်သိတယ်လောက်မြန်မာမြန်မာမြန်မာပြည်ကလူတော်မြန်မာမြန်မာမှာလေ UK မှာ asylum seeker ရှောက်တဲ့လူအများကြီးရှိပါတယ်ဟုတ် ဖြူဖြူအောင်ဆိုတော့အမျိုးသမီးကတော့တကယ် okay. want to stay in the UK permanently they'll have to wait for at least 20 years to have the right to settle here although we're told UK ရဲ့ PR ရဖို့ရန်အတွက်ဆိုရင်တော့အနှစ်ပေါင်း20ဆောက်မှပဲ PR ရတော့မှာတဲ့ they have to wait for 20 years guys အရင်တုန်းက UK မှာခမရ asylum seeker ရှောက်တယ်ဆိုတော့9နှစ်ပဲကြာတယ်9နှစ်ပြီးသွားပြီဆိုတော့ခမရက PR ရရတယ် PR ရပြီးနောက်ပိုင်းမှာ3နှစ်မှာပဲခမရက citizenship ရတယ်အခုကအလိုမဟုတ်တော့ဘူးလေးဆအချိန်ကြာမင်းဆောင်ရတယ်နှစ်ပေါင်း20 UK PR ရအဖို့ရတဲ့ဆောင်ရတော့မှာခမရကတကယ်လို့များမိခင်နိုင်ငံကအန်ဒရီကြီးမာတယ်မပြောင်းလို့မရသေးဘူး UK မှာပဲဆက်နေချင်လေလို့ခံယူမယ် ပြောချင်တယ်ဆိုတော့နှစ်ပေါင်းတစ်ဆင်ဆုံးရအောင်ပါတဲ့ there could potentially be ways of shortening that through work or studying and that's four times longer than the current standard length of time which is just 5 years we're also told the government will be changing the rules so that they'll be able to remove benefits and accommodation given to asylum seekers who could work but don't or who have a criminal record so အခုက UK ကလည်းအလုံးလုံးနိုင်တဲ့လူတွေကို

တရားမှုပြောင်းရွှေ့တဲ့လူတွေကတဲ့ UK ရဲ့နိုင်ငံ UK small votes over and over again and making people think that the governments can't act as a force for good. And she says in the UK, over the past year or so, the number of people making asylum claims has gone up by 18%, whereas in the rest of the EU, it's 18%. UK, my dear. နှစ်သေးမှာလေ16ရက်ခိုင်နှုန်းထိအဲ့ဒီတရားမဝင်ပြောင်းရွှေ့လာတဲ့လူက2မိနစ်လာတယ်ခုနကကျွန်တော်ပြောတဲ့2025တော့မှတသိန်းကျော်တယ်ပေါ့ down by 13%. So something needs to change. Now, she's certainly being presented as the hard woman of politics here, talking tough, but she's got quite a serious message. She says she knows there are people in the party effectively who will be concerned about this, who will see these measures as immoderate, but she's basically says she's got an ultimatum. If you don't like this, you won't like what follows me follows me. Something darker will follow, she says. Now this is a bit of wow. huge pressure to deliver. Yeah. ဒါကတော့ UK မှာလုံးဝပြောင်းလဲမှုကြီးမှဖြစ်နေတယ်ပေါ့နော် granted asylum only be allowed to stay in the country temporarily in a major change ဆိုတော့ asylum ရှောက်တဲ့လူကအရာကြီးနေထိုင်ခွင့်မပေးတော့မှာ policy to be announced by the home secretary on monday ဆိုတော့ monday လာမယ့် monday မှာတနင်္လာတနင်္လာနေ့မှပဲ home secretary ကပေါ့နော်လူဝင်မှုချစ်ချက်ရုံးကအဲ့ဒီ policy ကိုချိန်ညာချက်လို့မှာတဲ့မနေ့ပြန်ပေါ့ကွာမနေ့ပြန် It's part of a shake-up of asylum rules. Under the new proposals, anyone granted asylum will have to return to their home country once it's safe to do so. 哎，是咯，没进来过，农村那边，喏，爸妈别那么虚弱，无路，看有人来接，哎的。Democracy <inaudible> <inaudible> is influenced by the center government in Denmark, which has some of the toughest. Yeah, influenced by Denmark, right? The ding mak ni asu british ko khu lo mi hlon mu rules in europe hey. England has more all right that's it guys it's over game's over the uk's home secretary is expected to announce major changes to tackle illegal immigration shabana mahmood claims the new plan will deter migrants from coming to the uk and make it easier to deport those who do the UK government is reportedly looking at Denmark's model as the country's mm -hmm. rules are considered one of the toughest in Europe. In Dunkirk, we. Louis, a sule upon like Gina Elune, Toyin, and Louis Louis Lena will look yard as in that. Tipped off, a group is on the move. This, the final leg of their land reform, the last bus stop to Britain. Uh, so you're just observing what's going on. But I mean, look at that. It's quite clear what's going on. Would you like to go in, England? Yes, yes. How old are you? I have a uh, 16 years. 16 years old? Right? Alan was 16 when he was smuggled. Okay, no? That's it, guys. So, UK. နိုင်ငံရေးခြေအနေကလည်းလုံးဝပြောင်းလဲသွားပြီဆိုလို့ပြောလို့ရတယ်ပေါ့နော်ဆိုခုနလူငယ်တွေက UK မှာလာပြီးမှလေလုံးဝမှုခင်ပေါင်းဆောင်လောက်ကြတယ်လေသူတို့ကဟိုခူးလိုက်ဒီခူးလိုက်ဒါမှုနဲ့အလုပ်လိုက်ဟိုတက်လိုက်ဒီတက်လိုက်ဖြစ်နေတယ် UK ကအရင်တုန်းကလိုမျိုးလုံးဝကိုမလုံခြုံတော့တာမြစ်ပတ်ပြီးမှတခူးတွေများပြီးမှနော်ဒီ ရာဇဝင်မှုများပြီးမှထိမ့်မရသိမ့်မရတဲ့အခြေအနေတိဖြစ်လာတယ် UK ကလည်းနိုင်ငံတကာကလည်း UK ကိုဝေဖန်လာကြတယ်သူရဲ့ဒီတိုက်ခံပါတီတွေကလည်းလုံးဝဒီကိစ္စနဲ့ပတ်သက်ပြီးမှဝေဖန်လာကြတယ်ပေါ့နော်ဆိုတော့ UK ကလည်း enough is enough ရပြီပေါ့ကျွန်တော်တို့ဒီဒီတိုင်းသားငင်ပေးပြီးမှပြောင်းရွှေ့တရားဝင်ပြောင်းရွှေ့သမားတွေကအခွင့်ကောင်းယူပြီးမှ UK ကတော့ကျွန်တော်တို့တော့ရင်ပူမှာမဟုတ်ပါဘူးပေါ့ဗျာ အစေးအစေးပဲဝင်လို့ရမယ်ဆိုမှလူတွေကလည်းအခွင့်ကောင်းယူပြီးမှပဲ UK ကိုပဲအားလုံးကဥတီပြီးမှအသွမ်းနေကြတယ်ဆိုတော့ UK ကလည်းသူ့ရဲ့ policy အစ်စ်တွင်ကို Monday မှာပဲကျင်းပပြီးမှအခုလိုလုပ်သွားတာပါပေါ့နော်ဒါကတော့ UK နဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဆွေးနွေးသွားတာပါဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့ podcast လေးကိုရနာပြရစေဒီညတော့ကျွန်တော်ရဲ့ internet ကတိတ်မကောင်းဘူးဆိုတော့အကြာကြီးစကောင်းဝိုင်းလုပ်လို့မရဘူးပေါ့နော် ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုတဘောကြရဲဆိုတော့ YouTube မှာ subscribe လုပ်ပေးခြင်းအဖြစ်အားပေးလို့ရပါတယ်။ Thank you so much for watching beautiful people. I love you guys. Take care. God bless. I'll see you soon. အစအစဂရေကအဲ့လိုလုတ်တင်တာတဲ့။ဒါပေါ့နော်။အစဂရေကလည်းလုတ်တယ်။ဖြူဖြူအောင်ဖြူဖြူအောင်မဟုတ်လားငင်ကိုအေးဖြူဖြူအောင်ဖြူဖြူအောင်ထင်တယ်နော်အပြင်မျိုးသမီးလေမြန်မာပြည်ကမျိုးသမီးလေအဲ့ဒီဖြူဖြူအောင်ကကြည့်လို့ဘူးမရဘူး because she talk all the time bullshit she talk bullshit all the time do ale oh tu ka moti speaker lu lu ba lu lu siama chi lu lu ba lu 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 sai ku ti lu lu ba lu lu ne oh my god pyu pyu on ga ro she's really like feminine toxic uh gentle liar lo byo ya ma la she's she's lying she's lying to you guys pyu pyu on go byo ya la ma ho de ဖြည်းဖြည်းကျွန်တော်ဖန်လာတော့မှားလာတော့မတည်ဘူးဗျာဒီမြန်မာပြည်ရဲ့ podcast မှာ news တွေကပြောကြတယ်ဖြည်းဖြည်းအောင်လေ UK မှာဒီလိုမျိုးပေါ့နော်ခုလုံးခုရှောက်နေတယ် asylum seeker ရှောက်နေတယ် refugee ရှောက်နေတယ်ကျွန်တော်ကြားကြားတယ်ပေါ့မှားလာမှားလာတော့မတည်ဘူးเนาะ i don't know whether that is true or not all right ဖန်တယ်ဆိုတော့တမျိုးပေါ့ဟောမှားတယ်ဆိုတဲ့ကိစ္စမရှိဘူးပေါ့နော်ကျွန်တော်ကအတီးပြုတ်လို့မရဘူးဒီကိစ္စနဲ့ပတ်သက်ပြီးမှ ဥပမာရှင်းပြရင်းနဲ့ပြောပြတာပါဥပမာကိုပြောပြတာပါပေါ့နော်ကဲဘိုးတို့ရေတလောင်းနဲ့ပဲကျွန်တော်ရဲ့အာ podcast လေးကိုအဆုံးသတ်ပြစေနောက်နောက်မှာပြန်တွေ့မယ်ပေါ့နော်မနေ့ပြန်မှာပြန်တွေ့မယ်